ရှစ်ခင်လေးစားရပါတော့တိုင်းဒါပြည်သူလူထုအပေါင်းတို့ခမညာယခုဆိုရင်အချမ်းဖက်စစ်တပ်ဟာပြည်သူလူထုကပြည်သူအာဏာကိုလက်နက်အားကိုနဲ့လူယူခဲ့တာ၅နှစ်ပြည့်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်နဲ့ပြည်သူအပေါင်းတို့ဟာအချမ်းဖက်စစ်တပ်ကပေးတဲ့ဒုက္ခတွေကိုတမြင့်မြင့်ခံစားလာရတာဟာနှစ်ပေါင်း60ကျော်ကြာညောင်းနေပြီဖြစ်ပါတယ်2021ခုနှစ် စေအနာတိမ်မောဟာ အကြီးကျယ်ဆုံးသောပြည်သူဒုက္ခကိုယူဆောင်လာပေးတဲ့အချိန်ကာလဖြစ်တယ်လို့အခုဆိုရင် အခါတိဆုံးတဲ့အပူလောင်ဆုံးသောနှစ်ကာလများကိုပြည်သူတရလုံးကခါစီခံနေကြတာငါနှစ်တိတိပြီးတော့မှဖြစ်ပါတယ်ကျွန်တော်တို့မြို့သားညီရဲ့ဆူရအနေနဲ့အချမ်းဖက်စစ်တပ်ကပေးတဲ့ပြည်သူဒုက္ခတွေကို အမြစ်ပြတ်ကုသနိုင်အောင်နီးမျိုးစုံနဲ့ဘက်ပေါင်းစုံကလည်းကျူးစားနေကြပါတယ်ပြည်သူအနာကိုပြည်သူလက်ထဲပြန်ထည့်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရဟာတော်လညေတတ်ဦးတည့်ရနေတဲ့ဥဆောင်ထမ်းရွက်နေခြင်းဖြစ်ပါတယ်တော်လညေတတ်ဦးကလည်းဥဆောင်နေတယ်ဆိုပေမဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆိုရဟာအရာရာကိုတုံညကနဲ့ စတင်ခဲ့ရပါတယ်။ဒါပေမဲ့ပြည်သူလူထုရဲ့ယုံကြည်အကူမှုကတော့ရာနှုန်းပြရရှိခဲ့ပါတယ်။ပြည်သူလူထုရဲ့ယုံကြည်မှုကြောင့်ကျွန်တော်တို့ဟာလက်ရှိအခြေအနေထိတော်လန်ရေးလှိုင်းလုံးကြီးကိုလူထုအားနဲ့ချိန်မနိုင်တာဖြစ်တယ်လို့အလဲနဲ့တင်ပြလိုပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းသားပြည်သူလူထုအပေါင်းတို့ခင်ဗျာ။ ျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံရေးစစ်ရေးတန်တမာရေးနဲ့ဗန္ဒာရေးအကန့်တတူကြားထဲမှာစင်ခေါ်မှုပေါင်းများစွာကြုံတွေ့ခဲ့ပါတယ်။အဲ့ဒီစင်ခေါ်မှုတွေကိုပြည်သူလူထုအားနဲ့ကျော်လွှားနိုင်ခဲ့တာရှိခဲ့တယ်လို့ကျွန်တော်တို့ရဲ့စွန့်ရဲအကန့်တကြောင့်ကြော်ဖြတ်ဖို့ခက်ခဲတဲ့အရာတွေလည်းအများအပြားရှိပါတယ်။ လက်ရှိအခြေအနေအထိဂျုံတွေ့ခဲ့ကြပြီဖြစ်တဲ့တော်လန်ရဲ့အောင်မြင်မှုအရရာပြည်သူလူထုရဲ့ခွန်အားတွေနဲ့ကြော်ဖြတ်နိုင်ခဲ့တဲ့အောင်မြင်မှုတူပဲဖြစ်ပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့ပြည်သူလူထုရဲ့တဘောထားနဲ့ဂျူးစီပွားကိုရှေ့ရှုပြီးအစစ်တစိုက်ခြေတက်နေကြောင်းပြောကြားလိုပါတယ်ပြီးခဲ့တဲ့လင်းနစ်ကာလအတွင်းမှာ ကျွန်တော်တို့အစိုးရရဲ့လုံဆောင်ချက်တွေထဲမှာအောင်မြင်မှုတွေလည်းရှိတယ်လို့ကြာဆုံးမှုတွေလည်းရှိခဲ့တာကိုယူသားစွာဝန်ခံပြောကြားလိုပါတယ်။ဒါ့အပြင် အခက်အခဲကြာကနေပြည်သူနဲ့အတူရုံးကကြော်ဖြတ်နေစေစင်ခုံမှုတွေလည်းရှိနေကြောင်းဝန်ခံပြောကြားလိုပါတယ်။အစိုးရတရားရဲ့အောင်မြင်မှုဟာပြည်သူတရားလုံးရဲ့အောင်မြင်မှုဖြစ်ပြီးအစိုးရတရားရဲ့ကြာဆုံးမှုဟာအဲ့ဒီအစိုးရရဲ့အားနည်းချက်ဖြစ်တယ်လို့ ကျွန်တော်တို့ခံယူပါတယ်။နိုယိုးတော်လန်ကြီးကအောင်မြင်မှုတွေကိုတွေ့ရရင်ဒါဟာပြည်သူတရက်လုံးရဲ့အောင်မြင်မှုဖြစ်တယ်လို့ယူဆပြီးနိုယိုးတော်လန်ကြီးရဲ့ချက်ဆုံးမှုတွေ့တွေ့ခဲ့ရင်ကျွန်တော်တို့ရဲ့အားနည်းချက်ဖြစ်တယ်လို့ပဲဝန်ခံပြောကြားလိုပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းသားပြည်သူလူထုပေါင်းတို့ခမညာကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆွေရဟာ ပြည်သူသဘောထားနဲ့ရင်ချင်းကတ်ထားပါတယ်အခုလဲကျွန်တော်တို့အစိုးရဟာပြည်သူလူထုသဘောထားနဲ့အတူအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုကိုရေရေတင်းတင်း လောက်ဆန်ခက်ပြဖြစ်ပါတယ်လို့တင်ပြလိုပါတယ်အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC အပါဝင်ပြည်သူလူထုကိုစားပြုတ်တဲ့အစိုးအဖွဲ့များအဖွဲ့အစည်းများရဲ့သဘောထားတွေကိုလည်းကျွန်တော်တို့အစိုးရကအစင်မပြတ်နားဆွန့်ခဲ့ပါတယ်အဲ့ဒီအဲမှာအထူးရေကြွေးဆုံးကတော့စိတ်မှန်တဲ့ပြည်သူသဘောထားပဲဖြစ်ပါတယ်ပြည်သူသဘောထားနဲ့အညီကျွန်တော်တို့ဟာအစိုးရအဖွဲ့ ပြုတ်ပြင်ပြောင်းလဲရက်ကိုအစ်စ်လိုက်ပြုတ်လုဆောင်ရွက်ခဲ့ပါတယ်။ဆောင်ရွက်တဲ့နေရာမှာအစိုးရပြုတ်ပြင်ပြောင်းလဲရက်ကော်မရှင် NUG Reform Commission တခုကိုယူခုနှစ်ဇူလိုင်လမှာစတင်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီကော်မရှင်ကိုကျွန်တော်နဲ့အတူဝန်ကြီးချုပ်ဆရာပြေရှုပ်ထတို့တုံးဦးကဦးဆောင်ပြီးလက်တွေ့ချက်ချက်အစိုးရအတွင်းပြုတ်ပြင်ပြောင်းလဲမှုတွေကိုပြုတ်လုခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲရေးကိုပုံမအားကောင်းတဲ့မဟာမိတ်စုဖွဲ့မှုတွေနဲ့ပြောင်းလဲဖွဲ့စည်းဖို့ကျွန်တော်တို့အားလုံးကြိုးစားခဲ့ကြရပါတယ်။မဟာမိတ်စစ်ရေးတပ်ဖွဲ့စုနဲ့မဟာမိတ်နိုင်ငံရေးတပ်ဖွဲ့စုမှဒီတမျိုးသားလုံးညီညွတ်ရေးကိုကျေပြန့်စွာကိုစားပြုနိုင်တဲ့အစိုးရဖြစ်လာအောင်အထူးဖြင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကျေပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်တို့အားလုံး ကျူစာခစ်ကြရပါတယ်။ဒါပေမဲ့အဓိကတိုင်းသာလက်နက်ကိုင်နာစုကြီးတွေဟာအမျိုးသားညီညွတ်ရေးဆွေအဖွဲ့တဲမှာထဲထဲဝန်ဝန်ပူပေါင်းပါဝင်လာဖို့လက်ရှိချိန်မှာအကန့်တတ်သူရှိနေတယ်ဆိုတာသိရှိရပါတယ်။ကျွန်တော်တို့အစိုးရအဖွဲ့လူထုအကျိုးနဲ့ဒေါ်လာကြီးအောင်မြင်မှုတွေကိုရဖို့ဆိုရင်ပြုတ်ပြင်ပြောင်းလဲရေးကိုလက်တွေ့လှုပ်ဆောင်ဖို့တွန့်ဆုတ်ခဲ့တာမရှိဘူးလို့ ပြောချင်ပါတယ်ဒါပေမဲ့လူမျိုးပေါင်းစုံဒေတာမျိုးကွဲပေါင်းစုံနဲ့အင်းအားစုပေါင်းစုံလွန်းတဲ့ကျွန်တော်တို့နိုင်ငံတွင်းမှာပြည်သူတရက်လုံးမျော်လင့်တောင်းတနေတဲ့စုဖွဲ့လက်တွေ့မှုမျိုးကိုဤနေ့အချိန်ထိအပြည့်ဝမရနိုင်သေးဘူးလို့ဝန်ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာလူထုမျော်လင့်ချက်အတုအတွေမပေးချင်တယ်လို့အရှိတ်ပါကတိနဲ့ ကင်းကွာနေတာသူကိုလည်းစကလုံးတွေလှောက်အောင်ပြောဖို့ရည်ချက်မရှိကြောင်းပြောကြလိုပါတယ်အဓိကတိုင်းသားလက်နဲ့ကိုင်းသားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးစုရရဲ့ဖြုတ်ပြင်စုဖွဲ့ရေးဖြစ်စဉ်မှာထဲထဲဝန်ဝန်ပူပေါင်းပါဝင်လာဖို့အကန့်အသတ်ရှိတာကိုစစ်စစ်လေးလာတွေ့ရှိရပါတယ်နှစ်ပေါင်း60ကျော်ကြာပြည်သွေးစစ်သားတမိုက်ဆိုင်ရာအညူးနဲ့ လူမျိုးရဲ့အမုန်းအာဃာတတွေကိုအဓိကပေါက်ဖွားစေရာရေခမ်းမြေခမ်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ဒါအပြင်ခက်ဆက်ဆက်ကအာနာရှင်ဆိုရတွေဟာ လူမျိုးသွေးခွဲအုပ်ချုပ်မှုတွေနဲ့လူအဖွဲ့အစည်းတွေယုံကြည်မှု ပြက်ပြက်အောင် လုံလထုတ်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတိမကသေးပါဘူး။ကျွန်တော်တို့နိုင်ငံဟာကမ္ဘာအင်အားကြီးတွေရဲ့ ပါဝါအားပြိုင်မှုပထဝီအခင်းချင်းရဲ့တန်ကိုလည်းခံစားခဲ့ကြရတာကိုတွေ့ရပါတယ်။အထူးသဖြင့်ပထဝီနိုင်ငံရဲ့အကန့်အသတ်တွေဟာကျွန်တော်တို့ရဲ့ညီညွတ်သောတော်လန်ကြီးအင်နာစုကြီးမှပေါ်ပေါက်နိုင်အောင်အဓိကအတားဆီဖြစ်နေတာကိုတွေ့ရပါတယ်။ဒေရအထွေနိုင်ငံတကာဆက်ဆံရေးနေပြမှာလည်းနိုင်ငံကြီးတွေရဲ့အင်းကြီးချင်းတွေရဲ့အကျိုးစီးပွားအတိုင်းစဉ်းစားချက်တွေက ကျွန်တော်တို့ຫນွေဥတော်လန်ကြီးစုစည်းညီညွတ်မှုကိုကျူးကైချေလင်းနေတာကိုတွေ့ရပါတယ်ထို့သူအချို့သောတိုင်းသားတော်လန်ကြီးအင်သာစုများဟာကျွန်တော်တို့အစိုးရရဲ့စွန့်ဆောင်မှုကိုယခုထက်ပိုပြီးစွန့်ဆောင်နေတဲ့ဥဆောင်မှုကိုတွေ့မြင်လူကြတယ်လို့ယူဆပါတယ်ဒီအထွေထွေအကန့်တက်ကိုကျော်လွန်ပြီးကျွန်တော်တို့အားလုံးမြော်မှန်းတဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးပန်းတိုက်ရဲ့အတွက်တနေ့နဲ့တစ်ချိန်ချင်းမှာပြည်သူလူထုကြက်လုံးမြုံမှန်းတဲ့စုဖွဲ့ညီမှုကိုတည်ဆောက်နိုင်လိမ့်မယ်လို့အလဲနဲ့ယုံကြည်ပါတယ်။ဒေါ်လာငွေအင်အားစုများကြားလက်တွဲညီညွတ်မှုကိုကျွန်တော်တို့အမျိုးသားညီညွတ်စုရအနေနဲ့ဆက်လက်ပြီးမဆုတ်မနစ်ကြိုးပမ်းသွားမှာဖြစ်ကြောင်းပြည်သူလူထုတရက်လုံးကိုကတိပေးပြောကြားလိုပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းဒါပြည်သူလူထုပေါင်းတို့ခင်ဗျာ။ ကျွန်တော်တို့ဟာအမျိုးသားညီညွတ်ရေးဆိုရပြုပြင်ပြောင်းလဲရေးကိုအဆင့်30ဆင့်နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ခဲ့ပါတယ်။ပထမအဆင့်ဖြစ်တဲ့အစိုးရအတွေ့ပြုပြင်ပြောင်းလဲရေး internal reform ကိုလုံဆောင်ပြည်စည်းခဲ့ပြီဖြစ်ပါတယ်။ပြည်ထောင်စုလွတ်တော်ကိုစားပြုတ်ကော်မတီကပြည်သူတရက်လုံးကိုထုတ်ပြန်ပေးခဲ့တဲ့အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံဟာကျွန်တော်တို့ရဲ့ပထမအဆင့်ပြုပြင် ပြောင်းလဲဖို့ပဲဖြစ်ပါတယ်ဒုတိယအဆင့်ဖြူပြင်ပြောင်းလဲရဲကတော့လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒါလက်လက်ကတော်လည်းအဖွဲ့အစည်းများပါဝင်တဲ့ကုစားပြုအားကောင်းတဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်ဒါတည်းအဆင့်ဖြူပြင်ပြောင်းလဲရဲကတော့မင်းအွန်လိုင်းနဲ့ချမ်းဖက်စစ်ဦးစုကိုဖြုတ်ချပြီးအသွေးကိုပြောင်းရဲအစိုးရအတိတ်တည်းရဖွဲ့စည်းဖို့ဖြစ်ပါတယ်အစိုးရ ဖွဲ့တွေပြုတ်ပြင်ပြောင်းလဲရဲကအဓိကလုပ်ငန်းစဉ်သုံးရက်နဲ့စတင်ခဲ့ပါတယ်။အဲ့ဒါတွေဟာမဟာဗျူဟာပြုတ်ပြင်ပြောင်းလဲရဲဖြစ်တဲ့ strategic reform ဖြစ်ပြီးဒုတိယအချက်ကတော့အတစ်ချက်မှလိုက်တဲ့မဟာဗျူဟာနဲ့အညီအစိုးရဖွဲ့စည်းပုံပြောင်းလဲရဲ structural reform ဖြစ်ပါတယ်။တတိယအချက်ကတော့အစိုးရဖွဲ့စည်းပုံအတိုင်းကန္တအလိုက်ပြုတ်ပြင်ပြောင်းလဲရဲ sectorial reform ဖြစ်ပါတယ်။ ကန္တလည်းပြုပြင်ပြောင်းလဲရင်မှကျွန်တော်တို့လည်းကန္တကြီး600ရက်နဲ့အချမှတ်ထားပါတယ်။အဲ့ဒီကန္တကြီး600ရက်ထဲမှာနိုင်ငံရေးစစ်ရေးမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးပြည်သူဆက်ဆံရေးနဲ့ဗန္ဒာရဲ့ကန္တတွေပါဝင်ပါတယ်။ဒီလိုမဟာဗျူဟာလိုက်ဖွဲ့စည်းအလိုက်ကန္တအလိုက်ပြုပြင်ပြောင်းရင်မှုတွေကိုဘာကြောင့်လုပ်ရလဲဆိုရင်ကျွန်တော်တို့ဟာဒေါ်လာငွေတရတလုံးရဲ့စုစုပေါင်းရလတ်ကို ယခုအချိန်နဲ့တက်ပုံမူကောင်းမွန်လာအောင်ထွန်းတင်နိုင်ဖို့ဖြစ်ပါတယ်ပထမကတော့အရင်မြက်ခွဲဝဲသုံးစုံမှာပုံမူထိရောက်အောင်တိုးမြင့်တည်ဆောက်ဖို့ဖြစ်ပါတယ်ဒါအပြင်ဒုတိယအနေနဲ့တော်လန်ကြီးကာလအတွင်းမှာအဓိကနဲ့တာမရကိုခွဲခြားပြီးအရေးကြီးတဲ့ကန္တတကို ုံမအားဖြစ်နိုင်ဖို့ရွယ်ပါတယ်။ဒါတဲ့အချက်ကတော့လက်တွေ့ဥဆောင်နေတဲ့အစိုးရအဖွဲ့ကိုလည်းပုံမတော်ဝင်ယူမှုပုံမတော်ဝင်ခံမှုရှိတဲ့အစိုးရတရားဖြစ်အောင်ပုံဖော်နိုင်ဖို့ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ပြည်သူယုံကြည်မှုနဲ့မဟာမိတ်ဆက်ဆံရေးကိုပုံမကျေပြန့်စစ်လင်အောင်လှုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ဒီရွယ်ချက်တွေဟာပြည်သူတရားလုံးရဲ့သဘောထားဆန္ဒနဲ့အညီတော်လာကြီးအောင်မြင်မှုရလတ်တွေကိုအဖိတ်အစင်နေအောင် ကျွန်တော်တို့လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းပြည်သူတက်လုံးကိုတင်ပြလိုပါတယ်ချစ်ခင်လေးစားရပါတော့တိုင်းသားပြည်သူလူထုအပေါင်းတို့ခင်ဗျာဒေါ်လာညေးကာလာဆိုတာဂဒီပါလန်ကိုရှောက်နေရတဲ့အချိန်ကာလမဟုတ်ဘူးဆိုတာအားလုံးအသိဖြစ်ပါတယ်ကတောင်းကနင်းကာလာအတွင်မှာဖြူပြဲမဖြစ်အောင်တတ်နိုင်သူရဲ့စနစ်တကျဖြစ်အောင်လှုပ်ဆောင်ဖို့ လူတယ်လို့ယူဆပါတယ်ပြီးသူတွေဟာဒုက္ခနဲ့အတူဖြတ်တတ်နေရတာကြောင့်ဒေါ်လန်ရဲ့ကာလအတွင်းဒုက္ခတွေဟာတာမန်ကာလသူချက်ကဒုက္ခတွေတို့ပူခါတီးတယ်လို့ခံစားမိပါတယ်ကျွန်တော်တို့အနေနဲ့လည်းအစိုးရရဲ့လုံဆောင်ချက်တွေကိုဘယ်လိုအရာကမှ အဟောတကံပဲဖြစ်အောင်ကြိုးစားလုံဆောင်ခဲ့ကြပါတယ်ယခုလည်းကြိုးစားလုံဆောင်နေဆဲဖြစ်ပါတယ် နောင်များပါလေဆက်လက်ပြီးအယိုဖိတ်နေအောင်အဖိတ်စင်နေအောင်ချစ်ချစ်လေးလေးနဲ့ကြိုးစားဆောင်ရွက်နေကြောင်းတင်ပြလိုပါတယ်အစိုးရအဖွဲ့ရဲ့လုံဆောင်ချက်တွေဟာထိရောက်ပြီးချစ်လက်ဖို့လိုအပ်ပါတယ်ဒါအပြင်အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေဟာတော်လန်ရဲကာလမှာတော်လန်ရဲအစိုးရနဲ့ကိုက်ညင်အောင်တိကျမြန်ဆန်ဖို့နဲ့မံကံဖို့လိုအပ်ပါတယ်တော်လန်ရဲကာလမှာတော်လန်ရဲအစိုးရကဤပဲဤပဲနဲ့လုံးလို့မရဘူးလို့ ခံယူပါတယ်။ဒါကြောင့်ထိရောက်မှုမင်္ဂလာမှုမြန်ဆန်မှုဆိုရဟာကျွန်တော်တို့ရဲ့ကောင်းဆောင်မှုအခြေခံမှုအဖြစ်ချမှတ်ထားပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းတပ်ပြည်သူလူထုအပေါင်းတို့ခင်ဗျာကျွန်တော်တို့အနေနဲ့အစိုးရဖွဲ့ပြုတ်ပြင်ပြောင်းလဲရေးကော်မရှင်ကနေအဓိကလှုပ်ဆောင်ခဲ့တာအချက်၃ချက်ရှိပါတယ်။ဒါတူကတော့ပထမဆုံးအနေနဲ့အစိုးရတည်ထောင်လေးနှစ်တာကာလ အတွက်ကဝန်ကြီးဌာနလည်းစွန့်ဆောင်ရေးတွေကိုအချက်ကျကျစီစစ်သုံးသပ်ခြင်းဖြစ်ပါတယ်။ဝန်ကြီးဌာနလည်းစွန့်ကြေတွေကိုသုံးသပ်တဲ့နေရာမှာအာသာချက်တွေအာနေချက်တွေနဲ့အောင်မြင်မှုတွေကြားဆုံးမှုတွေကိုမချွေးမချန်စီစစ်သုံးသပ်မှုတွေဖြစ်ပါတယ်။ဒုတိယအနေနဲ့သုံးသပ်ချက်ရလတ်တွေအပေါ်မူတည်ပြီးဌာနတစ်ခုချင်းစီလိုက်မဟာဗျူဟာတွေကိုချမှတ်ခဲ့ပါတယ်။တတိယအချက်ကဒီမဟာဗျူဟာတစ်တွေနဲ့အတူ အချို့သောဝန်ကြီးဌာနတွေကိုဖျက်သိမ်းခြင်းအချို့ကိုပေါင်းစည်းခြင်းတို့ကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီပြုပြင်ပြောင်းလဲမှုရလတ်အသေးစိတ်ကိုကျွန်တော်တို့အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးချုပ်ကနေလူထုထံကိုတင်ပြသွားမှာဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးတွေဒုတိယဝန်ကြီးတွေနဲ့တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေဒုတိယဝန်ကြီးတွေဟာအမျိုးသားညီညွတ်ရေးဆိုရချင်းမှာဘဝနဲ့ကိုအားညာအားတွေကို မြုံနံပေးဆက်ကြတဲ့လူပုဂ္ဂိုလ်တွေဖြစ်ကြောင်းအတိမတ်ပြုပြောကြားလိုပါတယ်။အစိုးရအဖွဲ့ဝင်တွေထဲမှာအမတန်ကြီးလေးတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့သူတွေအမြောက်ပါဝင်ပါတယ်။ဒါအပြင်စိုးရအဖွဲ့အများစုဟာဥအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုစွန့်လွတ်ပြီး အသက်အန္တရာယ်ကို မငဲ့ကွယ်ပဲနဲ့အစိုးရအဖွဲ့တာဝန်တွေကို ထမ်းရွက်ခဲ့ကြသူတွေဖြစ်ပါတယ်။တိုင်းပြည်နဲ့ပြည်သူတို့တောင်းဆိုလာတာဆိုရင်ဘဝနဲ့အသက်ကိုမငြိညာပဲပယ်အပ်ချမဲ့သူတွေဆိုတာကိုကျွန်တော်လုံးဝယုံကြည်ပါတယ်။အချို့တော့ဆွေရဖွဲ့ 温度虽然，米大数勒对国家大是路，新国家大都来，秒秒是发热。第六个三大对个猪肉，啊，米大是也属于个，来呢对面比较，比土路土底啊用些嘛，突破比较路白的。又苦嘞，属于破表面表勒不六阿拉清嘛，啊，属于破温度下表面表勒也嘛。 တော်လည်းရဲ့ဇုံလုံးရဲ့အချိုးကိုရှေ့ရှုပြီးတော့လှိုက်လိုက်လဲလဲပါဝင်ပေးခဲ့ကြတာတွေ့ရပါတယ်။ရာထူးတောင်ဝန်ဟာပြည်သူကိုအလုတ်ကျွေးပြုတ်ဖို့အတွက်တာဖြစ်ပြီးအာနာစီစဉ်ရင်မှုဖို့မဟုတ်ကြောင်းကျွန်တော်တို့ဆွေရဖွဲ့အားလုံးနားလည်လက်ခံထားပြီးဖြစ်ပါတယ်။ဒါကြောင့်လို့ကျွန်တော်တို့ဟာတော်လည်းရဲ့ဒီရဲ့အနှင့်အမြင့်အတက်ချကိုမူတည်ပြီးပြုတ်ပြင်တင်တာကိုရေးရတဲ့နေ့ပြုတ်ပြင်ဖို့ မတွတ်မဆုတ်ဘူးဆိုတာကိုလက်တွေ့ပြသခဲ့ကြတာဖြစ်ပါတယ်။ရာထိုးနေရသူဆိုတာယာယီတာဖြစ်ပြီးပြည်သူအကျိုးစီးပွားနဲ့ပြည်သူလွတ်လပ်ခွင့်ဟာသာဝရဖြစ်ကြောင်းပြည်သူတည့်လုံးကိုအတိပဲပြောကြားလိုပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းတပြည်သူလူထုအပေါင်းတို့ခင်ဗျာပြည်သူတည့်လုံးဟာဒုက္ခတောထဲကနေကျွန်တော်တို့အစိုးရတစ်ဖွဲ့လုံးကိုမျောလင့်နေကြတာ ဆိုတာနားလေသဘောပေါက်ပြီးဖြစ်ပါတယ်လောလောဆယ်အဖြစ်မြို့သားညီညွတ်ရဲ့စုရပြုတ်ပြင်ပြောင်းလဲမှုအပေါ်မှာပြည်သူတွေဟာ အားမလို့အားမရဖြစ်နိုင်ပါတယ်ဒါပြင် မျောလင်းချက်နဲ့ထတ်တူမကြဘူးလူလဲယူဆကောင်းယူဆနိုင်ပါတယ်ပြည်သူစိတ်အလိုမကျဒါတို့ကြောင့်ပြည်သူတွေဖမ်းမယ်ဆိုရင်ကျွန်တော်တို့ကိုလွတ်လပ်ဖို့နေစွာဝေဖန်နိုင်ကြောင်းပြောကြားလိုပါတယ်ဒါပေမဲ့ ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကိုလည်းပြည်သူတက်လုံးကို မလိမ်မညာပဲအတိအလင်းပြောကြားချင်ပါတယ်ကျွန်တော်တို့ဟာအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုအရွတ်တကူဖြစ်လောင်များစွာကြိုးစားခေကြရပါတယ်ဒါအပြင်ပူမိုဆုံလင်တဲ့စုဖွဲ့ဥဆောင်မှုနဲ့အမျိုးသားညွတ်ရဲ့အစိုးရစတင်ဖွဲ့စည်းချိန်မှစပြီးခြေတက်လူ ခဲ့ပေမဲ့ဒေါ်လာကြီးအင်သာစုကြီးတွေရဲ့ ကာယကံမြောက်ဥဆောင်ပါဝင်မှုဖြစ်လာဖို့စင်ခေါ်ချက်တွေအတားဆွေးတွေနဲ့အကန့်တတ်တွေကိုကြုံတွေ့ခဲ့ပါတယ်အမျိုးသားညီရွတ်ရဲဆိုးရနေနဲ့ဒေါ်လာငယ်အင်အားစုနဲ့ယုံကြည်မှုတိဆောက်ရဲအာနာရှင်စနစ်ဖျက်သိမ်းရဲနဲ့ Federal Democracy ပြီးထောင်စုတိဆောက်ရဲတဲ့ဆက်လက်ပါဆိုင်ကျူးစွာသွားမည်ဖြစ်ကြောင်းထပ်မံကတိပေးလိုပါတယ်ခင်လေးစားရပါတော့ တိုင်းဒါပြည်သူလူထုအပေါင်းတို့ခမအကျန်းဖက်စစ်ကော်မရှင်ဟာတိတ်မကြမီအချိန်တွင်းမှာအတူအယောင်ရုပ်ောက်ပွဲကိုဇွတ်အတင်အတမလှုပ်ဆောင်ဖို့ကြိုးစားနေကြတွေ့ရပါတယ်အာနာတိတ်စစ်ကော်မရှင်ရဲ့အတူအယောင်ရုပ်ောက်ပွဲဟာလူထုအတွက်ထောင်ချောက်ဖြစ်ပြီးစစ်ကော်မရှင်အတွက်နိုင်ငံရေးတူးပေါက်ဖြစ်နေပါတယ်အထူးသဖြင့်နိုင်ငံတကာတိုင်ဝိုင်းမှာ ုပ်စုနိုင်ငံကြီးကိုအားပြုတ်ပြီးစစ်ကောင်စီနာပြည်တွင်းမှာအာဏာတည်ဆူရှေအောင်လှုပ်ဆောင်ဖို့ကြိုးစားနေပါတယ်စစ်ကောင်စီဟာသူ့ရဲ့အာဏာနဲ့အကျိုးစီးပွားအတွက်ဆိုရင်လူထုကိုပုံစံအမျိုးမျိုးနဲ့အချက်ကိုက်ချင်းချောက်ဖို့ဝန်မလေးဘူးဆိုတာလက်တွေ့ဖြစ်ရတွေ့ကိုတက်တက်ပြနေပါတယ်စစ်အာဏာရှင်ဟာအထူးအရောင်ရုပ်ောက်ပွဲကိုသူတို့အကျိုးစီးပွားနဲ့ရှင်ပြေးမရမကြ အတင်းပေါ်ဆောင်ဖို့လုပ်နေပါတယ်စစ်ကော်မရှင်ရဲ့ယူကော့ဘဲကိုအားပေးထောက်ခံနေတဲ့စစ်ကော်မရှင် အပေါင်းပါနိုင်ငံရေးပါတီတို့ကိုလည်းပြည်သူဒုက္ခတွေမငြိမ်းအောင်လောင်စာချက်မပေးပါနဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရကပြင်းထန်စွာဒရီပဲပြောကြားလိုပါလေပါတီတွေနဲ့ပြည်သူဒုက္ခကြီးတက်ကြီးအောင်အယူပုံမြောက်မလုပ်ကြဘူး အထူးသတိပေးပြောကြားလိုပါတယ်စစ်မှန်တော်ငင်းချရရဲ့နဲ့စစ်မှန်တော်တရားမျှတမှုကိုပြည်သူမျက်နှာကြည့်ပြီးဖော်ဆောင်ကြဖို့အထူးမြတ်တရားခံလိုပါတယ်နိုင်ငံတကာအနေနဲ့လည်းအကျိုးစီးပွားနဲ့လုံခြုံရေးအထိုင်တစ်ခုအဓိကနဲ့စဉ်းစားချက်တွေကနဲ့ဖေခွာပြီးတော့လူသားရှုထောင့်လွတ်လပ်မှုရှုထောင့်တရားမျှတမှုရှုထောင့်တွေကနဲ့ချင်းကပ်ပြီး ရှုမြင်ကြဖို့အထူး မေတ္တာရခန့်လိုပါတယ်စစ်ကော်မရှင်ဟာနိုင်ငံရေးဝက်ဖွဲတွေကိုအုံပြုတ်ပြီးလူထုအချင်းချင်းသွေးကွဲအောင် အဖွဲ့အစည်းချင်းချင်းတန်တရားများအောင်အစဉ်တစိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဟာခရီးကြမ်းကိုလည်းဖြတ်နေရတယ်လို့ဝိဝါဒကိုပြမှုတွေကိုလည်းညှင်းညွတ်အောင်လှုပ်ဆောင်နေရတဲ့အချိန်ဖြစ်ပါတယ်လူထုအကြား မညင်ညွတ်တယ်လေအနာသိန်းစစ်ကောင်မရှင်ကတဘောကြလေလေဆိုတာကိုမမေ့ချဘူးလို့ပါတယ်စစ်ကောင်မရှင်ဟာနိုင်ငံရေးအင်အားစုချင်းချင်းကြားတဟဇာဒမဖြစ်အောင်လူမှုအတိုင်းဝန်တွေမညင်မညွတ်ဖြစ်အောင်အမြဲတမ်းတူချောလုံးစောဖန်တီးနေပါတယ်ဒါကိုဒတိချက်ဖို့နဲ့အာနာရှင်စစ်ကောင်းဆောင်တွေရဲ့ထောင်ချက်သေးမချဖို့ဒတိချက်ဖို့လိုပါတယ်ကျွန်တော်တို့ဒေါ်လာကြီးနာစု တွေ့နေနဲ့လေမိမိရဲ့အတ္တနဲ့မိမိရဲ့လမ်းစဉ်တွေကိုတည်တည်ဆုပ်ကိုင်မထားပဲပြည်သူအကျိုးအတွက်ပြည်သူဒုက္ခတွေကိုငှဲ့ပြီးအချင်းချင်းညီညွတ်ရေးကိုဘ ਹੁ ပြုကြဖို့အထူးမြတ်တရားခံပြောကြလိုပါတယ်အထက်ကပြောကြခဲ့ပြီးသလိုပဲပြုပြင်ပြောင်းလဲရဲ့ဒုတိယဖြစ်စဉ်ကိုလည်းကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆွေးရနေတဲ့စတင်ဖော်ဆောင်နေပြီဖြစ်ပါတယ် တို့ဒီအစစ်ပြုတ်ပြင်းပြောင်းလဲလုံငန်းစင်ထဲမှာတိုင်းဒါမဟာမိတ်တော်လန်ရဲ့အင်အားစုခေါင်းဆောင်များနဲ့စုဖွဲ့တဲ့နိုင်ငံရဲ့လုံငန်းစင်ကိုအထူးအားစိုက်ပြီးအိုးဆောင်နိုင်တဲ့အဖွဲ့စည်းတရားဖွဲ့စည်းမှုပြင်ဆင်နေပြီဖြစ်ကြောင်းပြောကြားရင်းညုံချွတ်အပ်ပါတယ်ခင်ဗျာရဲတော်ဘုံမူချအောင်မြင်ရမည်